ရန်ကုန်မြို့အောက်ထဲမှာနှစ်ပေါင်း400ကျော်ကြာအောင်ငိမ့်သက်တိတ်ဆိတ်စွာပုန်းကွယ်နေခဲ့တဲ့ခေါင်းလောင်ကြီးအားလုံးပဲမင်္ဂလာပါပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့မြန်လေးတို့ရဲ့ပန်နိုရာပေါက်စီစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့ရန်ကုန်မြို့အောက်ထဲမှာနှစ်ပေါင်း400ကျော်ကြာအောင်ငိမ့်သက်တိတ်ဆိတ်စွာပုန်းကွယ်နေခဲ့တဲ့ခေါင်းလောင်ကြီး နန္ဒကားရရဲ့အဆောင်ချက်တွေကြောင့်ဘသူမှအနာကပ်လို့မရဘူးဆိုတော့ဂမ်ဘီယာဆန်နဲ့ခေါင်းလောင်ကြီးချီရွန်ဖျားကုန်းပေါ်ကနေပြီးတော့နေချဲရီရဲ့ရန်ကြောင့်ရန်ကုန်မြစ်ထဲမှာနေမြုပ်နေပြီးတော့ရှော့နှောင်းတွေနဲ့ပြည့်နှက်နေတဲ့ခေါင်းလောင်ကြီးဟုတ်ပါတယ်ဒါကတော့ပြည်သက်ကြီးတို့အားလုံးသိထားတဲ့အတိုင်းဓမ္မစီရီခေါင်းလောင်ကြီးပဲဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ဓမ္မစီရီခေါင်းလောင်ကြီးအကြောင်းနဲ့နှစ်ပေါင်း၄၀၀ကျော်တဲ့ထိတိုင်အောင်မဖြစ်လို့ရှာမတွေ့နိုင်သေးတာလဲဆိုတော့ဒူလောဒူလောအကြောင်းအရာတွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ် ခေါလောင်းကြီးဟာရွှေတဂုံဖျားရဲ့စနေတောက်မှာနှစ်ပေါင်း123နှစ်တိတိတရှိနေခဲ့တာပါရွှေတဂုံဖျားပေါ်မှာသုံးလုံးလူဒန်းထားတဲ့ခေါလောင်းကြီးသုံးခုတည်းကအကြီးမားဆုံးခေါလောင်းကြီးလည်းဖြစ်တယ်လို့ပထမဆုံးလူဒန်းခဲ့တဲ့ခေါလောင်းကြီးလည်းဖြစ်ပါတယ် ဒီခေါလောင်းကြီးကိုလှူဒန်းခဲ့တာကတော့ဓမ္မစီရီမင်းဖြစ်ပြီးတော့သူဟာဟန်တာဝရီမှာအုပ်ဆိုးခဲ့စဉ်အချိန်ကာလ1480ခုနှစ်မှာသူ့ရဲ့မူမတ်အပေါင်းပါတွေကိုလူရည်စစ်တမ်းကောက်ယူခိုင်းခဲ့ပါတယ်။မူမတ်တွေကလူရည်စစ်တမ်းအပြင်အခွန်ငွေတွေပါကောက်ခံပြီးတော့ကျင်းနီပိတ်တာချိန်ပေါင်း38000ကျော်ကိုရရှိခဲ့ပါတယ်။ ဓမ္မစီရီမင်းကပြည်သူတွေကိုပြန်လည်ဝင်ငှပေးဖို့ပြောခဲ့ပေမဲ့လည်းပြည်သူတွေကမင်းကြီးစိတ်ကြိုက်အလှူဒန်းပြုလုပ်ဖို့တိုက်တွန်းခဲ့တာကြောင့်ဒီဓမ္မစီရီခေါင်းလောင်းကြီးကိုသုံးလုံးလှူဒန်းခဲ့တာလည်းဖြစ်ပါတယ်။1484ခုနှစ်ဖေဖော်ဝါရီလ5ရက်နေ့မှာပဲခူးမြို့ရွှေမော်တော်ဖရာရာဟုတောင် အနောက်ဘက်မြေကွက်လက်မှာဒီခေါင်းလောင်းကြီးကိုသွန်းလုပ်ခဲ့တာဖြစ်ပြီးတော့ရွှေတုံဖရာကိုလှူဒန်းခဲ့တာလည်းဖြစ်ပါတယ်။ ဒီခေါင်းလောင်းကြီးဟာဂျင်းနီပိတ်တာချိန်ပေါင်း3800ကျော်ရှိခဲ့ပြီးတော့မြန်မာနိုင်ငံမှာမကဘဲကမ္ဘာအကြီးဆုံးခေါင်းလောင်းကြီးလည်းဖြစ်ပါတယ်ဒမေစီဒီခေါင်းလောင်းကြီးကို16ရာစုအစပိုင်းမှာ ပေါ်တူဂီလူမျိုးငစင်ကားကခေါင်းလောင်းကိုအတ္တမအားဖြင့်ဖောင်နေယူဆောင်ပြီးတော့စူးစမ်းစင်မှာပဲဖောင်ရောခေါင်းလောင်းမှာမြစ်သေးသို့နှိမ့်ယောက်ခဲ့ရပါတယ်။ ကျင်းနီပိတ်တာကျဲသသိန်းရှစ်တောင်းအပြင်တံမိုးကြီးကြောက်တံဗရံများများစွာပါဝင်ကသုံးလုံထားတဲ့ဒီခေါင်းလောက်ကြီးကိုချိန်ဖန်များစွာရှာဖွေခဲ့ကြပေမဲ့အခုချိန်ထိရှာမတွေ့ခဲ့ကြပါဘူးဓမ္မစီဒီခေါင်းလောက်ကြီးနီးတူစင်ကူးခေါင်းလောက်ကြီးကလည်းရန်ကုန်မြစ်ထဲကိုနစ်မြုပ်ခဲ့ပူပါရယ်ဒါပေမဲ့ကံကောင်းစွာနဲ့ပြန်လည်ဆဲယူနိုင်ခဲ့ကြပါရယ်ဓမ္မစီဒီခေါင်းလောက်ကြီးကတော့2014ခုနှစ်ကနေစပြီးတော့ရှစ်ချိန်တိုင်းတိုင်းစူးစမ်းရှာဖွေခဲ့ပေမဲ့လည်းတစ်ချိန်မှရှာမတွေ့ခဲ့ပါဘူး ရှာဖွေရေးတွေမှာတမယိုးကျနီလန်းတွေနဲ့ရှာဖွေခဲ့ကြတာမျိုးမဟုတ်ပဲဂမ်မီယာနီးပညာနဲ့ရှာဖွေခဲ့တာတွေကြောင့်ရှာမတွေ့ပဲဖြစ်နေတာလို့တချို့သောထင်မြင်ချက်တွေကရှိခဲ့ပါတယ်။ရန်ကုန်မြို့တောင်ပတ်ရန်ကုန်မြစ်နယ်ပဇိုနောင်ချောင်းဆုံရအလယ်မှာနှစ်ပေါင်း၄၀၀ကျော်အောင်နစ်မြုပ်နေခဲ့တဲ့ဒီခေါင်းလောင်းကြီးကိုနတ်နဂါးတွေကစောက်ရှောက်ထားတယ်လို့လည်းဂမ်မီယာဆန်ဆန်ပြောစကားတွေရှိခဲ့ပါတယ်။ အခုလိုပြောကြနေတဲ့ဇကားတွေကအမှန်ပဲလားဂမ်ဘီယာဆန်စွာတိတ်မြုပ်ပျောက်ဆုံးနေတဲ့ခေါင်းလောင်းကြီးကိုအခုချိန်ထိဘာလို့များဆယ်ယူလို့မရကြသေးတာလဲသူလိုသူလိုမိကွန်းနေရဲ့အဖြေရှာမရတဲ့ဓမ္မစီရီခေါင်းလောင်းကြီးအကြောင်းကိုပရိသတ်တို့အနေနဲ့ဘယ်လိုမြင်ကြပါသလဲထင်မြင်ချက်လေးတွေကိုလည်းကိုမန်းအောင်မှာဝင်ရောက်ပြီးတော့မှတ်သွားပြီးလို့ရပါတယ်ရှင်